နာသိန်းစစ်ကောင်မရှင်ရဲ့တွေ့ရောင်ရွေးကောက်ပွဲအတွက်မဲပေးဖို့ချိန်ချောက်ချက်ကင်သူတွေကိုဖန်စီရေးယူနိုင်ရေးပြည်သူတွေအနေနဲ့မှတ်တမ်းတင်တိုင်ကြားပေးဖို့အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီကမြစ်တန်ရက်ခံတိုက်တွန်းလိုက်ပါတယ်။အဲ့ဒီရွေးကောက်ပွဲအတွက်ဘသူမဆိုပြည်သူလူထုကိုမဲထွက်ပေးဖို့ကြိုတင်မဲပေးဖို့တနည်းနည်းနဲ့ချိန်ချောက်ချက်ကင်လာပါကကျွလွန်မှုပေါ်မူတည်ပြီးဖန်စီကရေးယူသွားမှာဖြစ်တယ်လို့ NUG ကနိုဝင်ဘာ6ရက်နေ့ကထုတ်ပြန်ကြေညာခဲ့ပါတယ်။ ပြည်သူတွေအနေနဲ့ခုလိုကျူးလွန်သူတွေကိုအမိအယတနည်းနည်းနဲ့မှတ်တမ်းတင်ပြီးတိုင်ကြားပေးဖို့မြစ်တာရက်ခံလို့ပြီးအခြေခံလူ့ခွင့်ရေးရမဲမပေးဖို့ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့ NUG ဝန်ကြီးချုပ်ရုံပြောခွင့်ရဥနေဖုံးလက်ကဆိုပါတယ်။အဲ့ဒီအတွက်ကျွန်တော်တို့ NUG နဲ့တွန်လိုင်းအင်အားစုတွေရဲ့စိုးမိုးထိန်ချုပ်နယ်မြေမှာဆိုရင်တော့ဓာရီကိုဖမ်းဆီးမယ်။အကယ်လို့များစစ်ကောင်မရှင်ရဲ့နယ်မြေမှာဆိုရင်လဲမှတ်တမ်းတင်ဖမ်းဆီးရေးယူနိုင်မှုဆက်လက်စူးစမ်းမှာဖြစ်ပါတယ်လို့၎င်းက ARD Times ကိုပြောပါတယ်။ ဒါအပြင်ချိန်ချောက်ချက်ကိုင်နာဟာလူခွင့်ရေးချိုးဖောက်မှုရွေးကောက်ပွဲဆိုင်ရာကြမ်းဖက်မှုကိုကျူးလွန်တာဖြစ်တယ်လို့ဥပဒေနဲ့ညီဆွတဲ့လုပ်ရလဲဖြစ်တာကြောင့်တက်တဲ့နဲ့တကွာတက်ဆိုင်ရာကိုတိုင်ကြားနိုင်တယ်လို့ NUG ကထုတ်ပြန်ထားပါတယ်။အဲဒီအတွက် NUG ဟာပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကို Telegram channel တွေကတဆင့်တိုင်ကြားနိုင်ပြီးပြည်လူရာတွေကိုမေးမြန်းဖို့နဲ့အကြံဉာဏ်တောင်းဖို့နေ့စဉ်မနက်၈နာရီကနေည၁၀နာရီထိလက်ခံဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။ လက်ရှိမှာစစ်ကောင်စီကလာမယ့်ဒီဇင်ဘာ28ရက်နေ့မှာရွေးကောက်ပွဲအပိုင်း1ပြုလုပ်ဖို့စီစဉ်နေပြီးဝင်ပြိုင်ညမဲ့၎င်းတို့အသီးမဲ့ပြုနိုင်ငံရေးပါတီတွေကိုမဲဆွယ်စည်းရုံးခွင့်ပြုထားသလိုကန့်ကွက်လက်မခံတဲ့ပြည်သူတွေကိုလည်းဖမ်းဆီးနေပါတယ်